လက်ရှိကျွန်တော်ချမ်းကြီးချမ်းကြီးဖနက်ဆောက်မှာကျွန်တော်တောင်ဝင်ချမ်းဆောက်มาတယ်ပြီးတော့ကျွန်တော်တို့တွေစာ14ရက်ကဟိုမေလ14ရက်နေ့ရကျွန်တော်စာနာတွေပြခဲ့တယ်ဒီကြီးတောင်းဆိုတာစာနာတက်လာတော့မဟုတ်ပါဘူးဒီကြီးတောင်းဆိုတာသူတို့ဘက်ကတော့အားငါရဲ့ကျွန်တော်စောက်ခိုင်းတယ်စောက်ခိုင်းစောက်ခိုင်းတယ်ကျွန်တော်တို့လုတ်ထဲရလူ၄ယောက်ကျွန်တော်တို့ဆွဲထုတ်တယ်ဆွဲထုတ်ရလူ၄ယောက်ကလည်းအဆင်မပြေဘူးသူတို့ဘက်ကလူဖြစ်သွားတာပဲနောက်ထပ်လူ၄ယောက်ဆွဲတင်လဲသူတို့ဘက်ကလူဖြစ်သွားတာပဲနောက် တောက်ကြနေကြတော့ကျွန်တော်တို့ဘက်ကလူဘဲခွဲတွေလည်းတပါတယ်ဟာသူတို့၄ယောက် DJ 1000ရရကျင်နေလားတဲ့ ODJ က2000ရရမယ်တဲ့ရမက်ကြီးက၄000နဲ့အဆင်ပြေလားတဲ့အဆင်ပြေလို့ရှိရင်သူတို့လက်ကွင်းနဲ့ပေါ့ကျွန်တော်တို့ကအာဂုတ်ကြီးနဲ့ပေါ့ဩမှန်ပြီဆိုကျွန်တော်တို့ကလောက်ခိုင်းလဲကျွန်တော်တို့ရွေးချယ်လိုက်ကြပေါ့ရွေးချယ်တဲ့နေ့မှာသူကအဲ့ဆိုရင်လက်နှံခံရကြအောင်လဲသူတို့ရှင်းတောင်းမှုလဲဟိုကဘလာစာအုပ်နဲ့ပေါ့သူတို့လက်မှတ်တွေထိုးခိုင်းတယ်အဲထိုးတဲ့လူကထိုးကြတာပေါ့ ကျွန်တော်တို့ကတော့မထိုးဘူးပေါ့ထိုးတဲ့လူကထိုးခိုင်းတယ်သူကလိုက်လျှောက်ထိုးခိုင်းပြီးတော့သူရရင်ကျင်တယ်ဆိုပြီးတော့ကျွန်တော်တို့ကတော့အကူရကြီးနဲ့သူ့ကိုဟိုယုံကြည်ပြီးတော့လွတ်နေရဆိုပါတော့အဲစနေနေ့ကျတော့ကျွန်တော်တို့စာနာပြမှာအလုပ်ဒီဂျစ်တောင်းဆိုမယ်နေ့ကျတော့သူကဟိုကျွန်တော်တို့လိုင်းပိတ်လိုက်တယ်အလုပ်ပိတ်လိုက်တယ်ကျွန်တော်တို့ကမသွားရတော့မသွားရတော့သူတို့လေးယောက်ကိုခေါ်ပြီးတော့ဆွေးနွေးကြတယ်ဆွေးနွေးတော့တနေ့လုံးကျွန်တော်တို့ကတော့စိုးရင်တာပေါ့သူတို့လေးယောက်သွားတော့ဘာများဖြစ်မလဲဆိုပြီးတော့ဖုန်းနေဆက်အနီးနားလူတွေလည်းကူညီခိုင်း ကျွန်တော်တို့ကတော့မသိဘူးလေတနေ့လာတည်းပြိတ်တယ်ဆိုတော့ကျွန်တော်ရွာပြန်လာတာအနေပြောင်းတရားပေါ့အဲ့ဒါပြီးတဲ့လဲဆိုလဲကြောင်းဖုန်းလေးဆက်လို့မရဘူးဖုန်းလေးဆက်မရတော့ဗဒန်နေရတငငချင်းကြီးကိုလဲဟိုကသွားယူစုံစမ်းပါဆက်အောင်ပါဗာများဖြစ်လို့လဲသူတို့တွေကဖုန်းဆက်လို့လည်းမရဘူးဟိုလိုက်ဂရုဘောလဲဂရုဖွက်ရတဲ့ထဲမှာလဲသူတို့စာတွေမေးတာကိုကျွန်တော်တို့ကစိုးရင်နေရကြတာဟိုကစိုးရင်နေရတာပေါ့ပြီးတဲ့ကြတော့9နိုင်လောက်ည9နိုင်ကြတော့ည9နိုင်ကြတော့ကျွန်တော်တို့ဟိုဂရုတဲထည့်ပြီးတယ် အားလဲဆိုတော့သူတို့လက်မဲ့ထိုးတဲ့အကြောင်းရယ်ဟို DJ 900ထိုးတဲ့အကြောင်းရယ်ဆိုတော့ကျွန်တော်တို့အားလုံးကဟိုမသိဘူး။ तू ကအမမဆိုလို့ရှိရင်ကျွန်တော်တို့ကို तू ကဟိုပြောရမှာလေ။တနည်းနဲ့ကျွန်တော်တို့တော့ဟိုလက်မမထိုးတာထိုးလက်မမထိုးသေးဘူး။လိုင်းရလူလူနဲ့ကျွန်တော်ညှိအောင်မယ်။ ညီမကျွန်တော်ဒီလက်မှတ်ကိုထိုးပေးမယ်သူတို့ကအမမပြောဆိုလာမှာဥကအဲ့လိုမဟုတ်သူတို့သဘောနဲ့သူတို့လက်မှတ်တွေထိုးလာတယ်ဟိုကျွန်တော်တို့လိုင်းသားတွေကဘာမှမသိရဘူးပြီးတော့ည9နာရီမှာကျွန်တော်တို့ကုတွေထည့်ပေးတယ်ထိုးပြီးတော့ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးကျွန်တော်တို့လက်မှတ်ခံနိုင်ဘူးဘာဖြစ်ကျွန်တော်တို့ဟိုဒီကြီးတောက်စုရဲ့လက်မှတ်ဘယ်သူမှစိတ်ထက်မကြပါနဲ့အားလည်းမရော့လျှော့နဲ့ကျွန်တော်တို့ရဲ့အကုန်လုံးဖိုင်တယ်လာကြပါလို့ကျွန်တော်တောက်စုပါတယ်